ောကောပရိသတ်များအလုံးပဲမင်္ဂလာပါဒီစီစဉ်ကိုကတော့ wine spec ကနေပြီးတော့မှအဓိကကူညီပံ့ပိုးပေးထားပါဗျ။ပရိသတ်တွေကဘောလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက် odd အကန့်အသတ်မရှိတဲ့ဒါမောင်းတွဲတွေထူးခြားတဲ့ဒါဈေးကွက်အစုံလေးနဲ့တူရင်ခုန်ခြင်းတော့ wine spec ကို download လုပ်ပြီးတော့မှ one soccer hop promo code နဲ့အတူဒါအကောင့်ဖွင့်ကစားနိုင်ပါတယ်ပထမဆုံး twin ငွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့မြန်မာငွေကိုဒါစုလက်ဆောင်ရယူနိုင်တဲ့ဆိုတဲ့အကြောင်းကိုတင်ကောင်းပါခြင်းပါတယ် တခြားအားကစားနည်းတွေနဲ့တူအခါအားလျော်စွာအထူး promotion အစီအစဉ်တွေရှိတယ်ဆိုတဲ့အကြောင်းကိုလည်းတင်ကောင်းပါလိုက်ချင်ပါတယ် promo code ကိုတော့ video ရဲ့ comment box မှာပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာစကောပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒါဒီတစ်ပတ် Premier League ပွဲစဉ်၈ရက် London Derby ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Fulham နဲ့ Arsenal တို့ပွဲစဉ်တွေကိုကျွန်တော်တို့ဒါတင်ဆက်ပေးဖို့ရှိပါတယ်ဒီ season မှာတော့ကျွန်တော်နဲ့အတူဒါပုံမှန်တင်ဆက်ပေးနေကြညီကိုတွေဖြစ်တဲ့ဆိုကြီးရဲ့ အဝင်ရဲ့ဒီကောမှာဒါပေါဝင်တင်ဆက်ပြီးတော့မှဖြစ်ပါတယ်ခင်ဗျာအစိုးရအဝင်ရောမင်္ဂလာပါမင်္ဂလာပါအကိုအဲဖူအန်နဲ့အဆင်နဲ့မိနစ်တုံးကရောဟိုတနစ်ကရောဒါဖူအန်ကအဆင်နဲ့ကိုဒါဒုက္ခပေးခဲ့တာပေါ့နော်ဒါ2023ဒီ New Year Eve မှာဖူအန်ကဒါအဆင်နဲ့ကိုဒါ2-1နဲ့နိုင်ခဲ့တယ်ပြီးခဲ့တဲ့ရာသီကလည်းဒါ Crowing College မှာဒီဘယ်လိုပြောမလဲ1-1ပေါ့လေအဆင်နဲ့နောက်ကကစားခဲ့ရတယ်အဲဘက်မှာတော့နည်းနည်းလေးအညစ်ပွားစရာတော့ရှိပါဘူးလေစကာရဲ့နောက်ကျကူ ်တွင်းနေဒါလူကြုံမောလူကြုံမောဆိုပြီးတော့မှဒါကန်ဆယ်လုပ်ခံရတာเนาะအဲလေးတော့ဒါပြောစရာရှိရဖူအန်ကအဓိကပြောချင်တာကတော့ဒီဘက်နှစ်တွေမှာဒီ Crowing Cottage မှာဆိုအာဆင်နယ်ကိုပကြခဏဆိုလို့အခက်ခဲဖြစ်အောင်လုပ်လို့ရှိရပါလေအဲဒီတော့ဒီပွဲအခြေအနေလေးဝယ်ဆက်ပြောမှာမိဆက်ပြောပြီးပါဟုတ်ကဲ့ပါဖူအန်ကတော့ဟိုလန်ဒန်ဒါဘီပေါ့လေနောက်ပြီးအင်္ဂလန်ရှုံးပွဲမရှိသေးဘူးဒီရက်ဟုတ်တယ်ဒီရက်တော့ဘယ်ကစားရှုံးသေးဘူးအာဆင်နယ်အတွက်တော့နည်းလေးခက်ခဲမယ်ပွဲလို့တော့ကျွန်တော်ယူဆတယ်ဒါပေမဲ့တခုရှိရာက ူဝမ်မာကကွင်းလယ်မှာတကယ်ကိုအားထားရတဲ့လူကစ်မပါနိုင်ဘူးဟုတ်တယ်ပါနိုင်လို့ဆိုဒီတစ်ချက်ကအာဆန်ရဲ့နည်းနည်းတော့အသက်ရှူချောင်စီရပါပဲဘာလို့ဆိုတော့ဒီပွဲကလည်းသိကြပါတယ်ဒါကွင်းလယ်ပတယ်ကဟိုစကားပြောသွားမယ်ပေါ့ပွဲဆိုတော့ဟိုဖူဝမ်ဘက်ကတော့သိကြပါတယ်ဟိုအင်ကွင်းလယ်လက်ရှိမှာချုံးမွေးမရှိသေးဘူးအဲ့တော့မကူစီဘာအနေနဲ့လန်ဒန်ဒါဘီလည်းဖြစ်တယ်အဲ့တော့ဘာပဲပြောအင်ကွင်းမှာသူတစ်ခုလုတ်ပြချင်းပါအဲ့တော့လောက်ပြချင်မလက်ရှိမှာဒါလူကင်းမပါနိုင်အဲ့တော့ကွင်းလယ်မှာဒီစန်နဘတ်ကိုဘယ်သူမှတွဲမလဲပေါ့လေအဲ့ဟာလေးကတော့သူတို့ရဲ့နည်းနည်းလေးအဖြေတစ်ခုရှိရပါတော့နောက်ပြီးတော့ ဟိုခန်းစပိုင်းတော့တည်ကြပါတယ်ဒီအာဆနယ်ကိုတော့တည်ကြပါတယ်သူကခန်းစပိုင်းကိုဟို3ဘက်နဲ့ပဲကျွန်တော်ပေါ်ထက်လာမယ်လို့ထင်တယ်ဒီရာသီမှာလည်းဒါမာကိုဆေးဘာကသူ့ထက်တာလည်းနည်းနည်းလေးအသိအီးနေဆိုတာ3ဘက်ပဲသူများများတော့အဖြစ်3လာဆိုတော့ဒီဘက်မှာ3ဘက်တွေပဲ3လာအောင်မယ်အဲ့တော့ခန်းစင်းအထိုင်ချမယ်ဟိုအာဆနယ်ရဲ့ဟိုကွင်းလေကဒီပဇန်လိန်ကိုဟန်တာဖို့ပေါ့လေဟန်တာဖို့တတာမစ်ဘလော့အနေနဲ့သူကစားနိုင်မှုရှိတယ်အဲ့တော့ဒီညမှာတခုပြောချင်တာကျွန်တော်ဘေချန်းကစီကနော်ညမှာကျွန်တော်ဒီဒီပွဲမှာတော့သူ့ရဲ့အသင်းကောင်းတော့ ရော်ဘတ်ဆန်ပြန်ပြီးသုံးနေခြင်းတယ်ဘာလို့လဲဆိုတော့စီကနွန်နဲ့ရော်ဘတ်ဆန်ရဲ့ကြားရတဲ့ဒီ defensive ကဘာလို့နိုင်ပွိုင်းရအရန်กว่าတယ်ကွာတော့အဲ့အဲ့ချက်လေးတော့ကျွန်တော်ကဒီ robert sin ကိုပြန်ပြီးသုံးစီကျွန်တော်တော့ကျွန်တော်တွေကတော့ဒီ tight set တွေပါဖြစ်ဘာပဲဖြစ်ဒီ tight set မှာလေဒါ raw jimmy ထန်ရရနေအဲ့တော့သူက munis ပဲလာမှာပဲအဲ့တော့ munis လည်းနာနေတေချာဘူးပြောတယ်ဘယ်လိုမသိချာ tight set နဲ့ရောဟုတ်အဲ့ဒါဆိုတော့ဟိုဘယ်လိုပြောမလဲဟို tight set မှာလည်းသူ့တဲ့ဟာရုပ်ချက်ရတော့အများကြီးပါပဲဟိုက joshua king ရှိနောက် kevin ရှိသေးတယ် kevin အသက်ရောက်လာ kevin ရှိသေးတယ်ဆိုတော့ ဟိုတင်ကြတာတော့ဒီမကူဆေးပါအနေနဲ့ဘာပဲပြောအာဆင်နယ်ကိုဟိုမယမကညှစ်ပြီးတော့တကူလောက်ပြန်ချင်ပါပဲဘာလို့လဲဆိုတော့သူတို့ရဲ့ကျွန်တော်ခုနပြောခဲ့သလိုပဲဒီအိမ်ဝင်ရှုံးဝင်မရှိဆိုရယ်စက်ငင်းကြီးကလည်းရှိနေတာဆိုတော့အာဆင်နယ်အတွက်တော့ခက်ခဲအောင်မယ်လို့ကျွန်တော်ယူဆရတယ်ဒီဘက်ကဟုတ်ပါတယ်ဒါအာဆင်နယ်အတွက်ကတော့ဒါနောက်ဆုံးတစ်ချိန်မှလည်းဘယ်လိုပြောမလဲအမှတ်ဆုံးရှုံးထားတာရှိတယ်ဗောလေတကူကြီးကဒါကိုဆိုရည်ဒီပွဲမတိုင်ခင်ဖူအမ်မှာဒါခဏတော့ကဒါအဝင်ပြောတာထင်မှလည်းပါသွားတယ်ဗောလေဖူအမ်မှာဒါပြဿနာလေးရှိတယ်အာဆင်နယ်ကတော့ဒါတော့ရှောက်ပါပဲဒါပရီးမီယာလိပွဲစဉ်ခွန်း ဒါရောက်လာပြီပွဲစဉ်ခုပြီးသွားပြီပေါ့လေပွဲစဉ်ခုအပီးအထိအစင်းတွေကဒဏ်ရာပြဿနာမရှိတဲ့ဘက်ကိုဒါမရှိဘူးပွဲစဉ်တင်းနေတုံးလေးစသဖြင့်အပတ်တိုင်းအပတ်တိုင်းဘူးဒါဒီတစ်ပတ်မတိုင်ခင်မှာလဲဒါညာနောက်ခံလူဒါညာနောက်ဘန်ဝိုက်ကဒါလေ့ကျင့်ကမစင်းနိုင်ခဲ့ဘူးဆိုပြီးတော့သတင်းတွေထွက်နေဒါပေမဲ့အစင်းတွေရဲ့ဒီစကွတ်တဲ့အင်အားကောင်းမှုနဲ့တူတော့တစ်ပတ်ပြီးတစ်ပတ်တော့ဒါသူတို့ကြော်ဖြတ်နိုင်ခဲ့တယ်ပေါ့လေဖူဟမ်မာကကျတော့ကျွန်တော်ဒါပြောစရာရှိတာကဒီယာဒီမှာဆိုရင်ပရီးမီယာလိ9ပွဲစလုံးကစားခဲ့တဲ့လူကစ်မပါနိုင်တဲ့အချက်ကနည်းနည်းလေးပြောစရာရှိမှတင်တယ်သူနေရာကိုဒါကာရီနေဒါဝင်ကစား ဘိုးတော်ရှိတာဟုတ်လေအခုဒါလူကိနဲ့ဆန္ဒဘက်ကကြာတော်တော်ကြီးကိုဟန်ချက်ကြီးကိုဒါတွေ့ရတယ်ဒီဘယ်လိုပြောမလဲအထူးသဖြင့်ဆန္ဒဘက်ကကြာတော့ defensive ဘိုင်းပို့ပြီးတော့မှအာတန်တယ်လူကိကကြာတော့ကျွန်တော်ဒီဘယ်လိုပြောမလဲ hybrid role ပေါ့လေဒီ number 8 role ပုံစံမျိုးလဲကောင်းကောင်းကစားနိုင်အောင်ကျွန်တော်တွေ့ရတယ်ခန်းစစ်ကောတိုက်စစ်ကောဟိုအလင်းတင်တို့လိုက်ပြောမှချိတ်ဆက်ကစားနိုင်တဲ့ပိုင်းပေါ့လေတော်တော်လေးအားတာတယ်ဆိုတော့ဒီနေရာမှာဒါလူကစ်မပါနိုင်တဲ့အချက်ကဖူအတွက်ဘယ်လောက်ထိမြန်အခက်အခဲဖြစ်သွားနိုင်လို့ဒါစိုးရိမ်ထင်တာလို့ ဝမ်းပါတယ်လူကစ်မပါတာဒါဖူအန်ကွင်းလေအတွက်ဒါကြီးပါတယ်ထိုးတန်းချက်ပဲသူတို့နှစ်ယောက်ကရုပ်ပိုင်းဆိုင်ရာအရာလေတော်တော်လေးကိုအားကောင်းတဲ့ကစားသမားတွေဖြစ်ပြီးတော့သူတို့နှစ်ယောက်ကိုကျွန်တော်ကောင်းကောင်းသတိထားမိတယ်ပေါ့ United ကိုတည်ရီကန်ခဲ့တဲ့အဖွဲ့ပေါ့နော်ဒါတတိယပိုင်းမှာသူတို့ရဲ့ကွင်းလေကတဖြည်းဖြည်းနဲ့ပြိုင်ဘက်ကိုကစားရင်ကစားရင်နဲ့လွှမ်းမိုးပြီးတော့သူတို့ကဟိုစစ်ကြိုက်ကိုမှွေနောက်ပါတာမဟုတ်အခုပြောသလိုပဲနှစ်ယောက်စလုံးရဲ့ကစားပုံကလည်းရိုးရိုးရှင်းရှင်းနဲ့ထိရောက်တယ်ကဟိုလူကစ်ဆိုအခုပြောသလိုပဲကွန်လေ hybrid ကိုအတက်စင်းကစားတယ်အစုံစံကစားတယ်စာနာဘက်ကတော့သူ့ရဲ့ခန္ဓာကိုယ်နဲ့ မလိုက်တော့အောင်ကိုတည်ငြိမ်နေဗျာလေးလေးလေးနဲ့ဟိုကစားတာကြည့်ရကြွရွာနေတဲ့ပုံစံမျိုးမြင်ရသူတို့နှစ်ယောက်မပါနှစ်ယောက်အတွဲမှာအခုလူကင်းမပါခြင်းကကွန်းလေအတွက်တော့အတိုင်းတာတစ်ခုထိဒါထိကြိုက်မယ်ဆိုတာတည်ကြတယ်တိုက်စစ်မှာလည်းသူတို့ရဲ့အဓိကတိုက်စစ်မှုနှစ်ယောက်ဆိုလို့မတည်ကြဘူးနော်ဒါရာဟုရာဟုဟီမီနာကောဒါမူနစ်ဆိုမပါဘူးဆိုတော့ဒီအချက်ကသူတို့ရဲ့လက်ရှိတိုက်စစ်မှာကျတော့လူငယ်စားသမားလေးဂျော့ချ်ကင်းကိုအထောင်ထားပြီးတော့ force line ပုံစံမျိုးထားပြီးတော့ကစားနေရတယ်။ဘယ်ချမ်းမှာတော့ Arsenal ကစားသမားအောင် Erobi ညချမ်းမှာ Harry Wilson ဆိုတော့ဒီပုံစံတိုင်းဆိုရင်တစ်ဖက်က ဟိုအာဆင်နယ်သင်းရဲ့ခံစစ်ကဒီအသည်မှာခြေစွမ်းရောရလက်တွေရောပြီးတော့သူရဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုရောအများကြီးအားကောင်းနေတယ်ဆိုတော့ဒီလောက်နဲ့တော့တိုးပေါက်ဖို့ဆိုတာမလွယ်ဘူးပေါ့နော်အာဆင်နယ်ကဒီအသည်ခုနှစ်ပွဲကစားပြီးမှ၃ဂိုးပဲပေးထားသေးတယ်တိုက်စစ်ကလည်း၄ဂိုးသွင်းထားဆိုတိုက်စစ်ခံစစ်တော်တော်ဟန်ချက်ညီလာတယ်ဒဏ်ရာပြဿနာတွေရှိနေတည်တိုင်အောင်ဒီအားနည်းချက်တွေကိုဒီအသည်မှာကောင်းကောင်းကြော်လွားနိုင်တာအာဆင်နယ်ရဲ့ဒီအသည်အားသာချက်လို့ပြောရမှာတင်တယ်ဟုတ်ကဲ့ပါဒါဆိုကျွန်တော်တို့ဒါ full ရဲ့အချင်းလေးလေး လို့တော့ပြောထားပြီးတော့ချူစီလည်းမပါတဲ့ဟာလေးတော့နည်းနည်းတော့ပြောစရာရှိတယ်ချူစီကပြီးခဲ့တဲ့ဒါဘုံမောင်းတဲ့ပွဲမှာကြာသွားတဲ့ဂူတူကိုသူ့ဆီကနေဒါခန်းတီးပေးသွားပါတော့ချူစီမပါနိုင်တာလေးလည်းဖူအန်တို့တော့အားနေကောင်းအားနေမယ်ထင်တယ်အာဆင်နယ်ကိုလည်းကျွန်တော်ဒါကြည့်ရမယ်ထင်တယ်ဒါဥယျာဉ်အာဆင်နယ်နဲ့ပတ်သက်ပြီးတော့မှလည်းဒါသုံးသပ်ပြီးပါအောင်အဓိကတော့ကွင်းလမှာအူဒီကက်မပါနိုင်တဲ့အခြေအနေဒီကုမှာတော့ဟိုအစားဝင်ရောက်နိုင်တာတော့အစီလဲဝင်ရောက်နိုင်တာပဲမက်ဂမရီနိုလည်းဒါဝင်ရောက်နိုင်တာဒီလိုပွဲမျိုးမှာ ဘလို့ချီနေတဲ့အာဆင်နယ်ပွဲထုတ်လာနိုင်ဖို့ရှိတယ်လို့ဒါညီထင်တယ်။ဟုတ်ပါအဓိကတော့အဇေးကိုပြန်သုံးမယ်လို့ကျွန်တော်မြင်တယ်ဗျ။ဘာလို့ဆိုတော့အဇေးကအာအာဆင်နယ်ဘလို့ပြောမလဲအာတီတာကြိုက်လောက်တဲ့အနေအထားမျိုးရှိနေဆိုတော့ဟိုဆူပါမန်ဒီရဲ့ဒီကွန်ရိုက်ရဲ့အဇေးရဲ့ဒီ၃ယောက်အတွက်သုံးမယ်ဆိုတော့အာဆင်နယ်တိုက်ဆက်ဟိုဘလို့ပြောမလဲကွန်းလေးတိုက်ဆက်ပါလိမ့်ဘလောက်ထိလုံးဖြစ်နိုင်မယ်ဆိုတော့ဒီဘက်မှာတေချာဆောင်ကြည့်ရမယ်။နောက်ပြီးတစ်ခုရှိတာကဒီတေချာပါတဲ့ဒါဘူကာအိုဆာကာရဲ့ဟိုဘလို့ပြောမလဲဟိုပြန်လာနိုင်ဟိုဘလို့ပြော ဘယ်လိုပြောရမလဲသူ့ရဲ့အကောင်းဆုံးခြေစမ်းကိုကျွန်တော်တို့ပြန်မြင်ရလိမ့်မယ်လို့ထင်တယ်ဘာလို့လဲဆိုတော့လက်ရှိမှာဒါဟိုအာဆင်နယ်ရဲ့အရန်အကောင်းတဲ့ဒီ right channel မှာ ODK မပါတော့ဘူးအဲ့အတွက်ဒီဘက် right channel မှာဒါဟိုမရီနိုတို့ကျွန်တော်မဟုတ်ပါဘူးမြင်အောင်တော့မရှိလို့ကျွန်တော်မြင်တယ်ဘာလို့ဆိုတော့အဇင်းနဲ့ဒီဘယ်လိုပြောသူတို့အင်္ဂလန်အတွဲပေါ့လေဒီဘောက်ဆာကာနဲ့တွဲလိုက်လို့ရှိရင်ပို့ပြီးတော့ဒီဟိုဖူဝဲရဲ့ခံစစ်ကိုပို့ပြီးတော့ထိုးပေါက်နိုင်မလားပေါ့လေအဲ့တစ်ချက်ကတော့ကျွန်တော်စောင့်ကြည့်တယ်အဲဒါအပြင်မှာနောက်ဆုံးရှစ်ပွဲဆက်ကိုးပေါက်ပြောင်းနေရော်ကော်ရက်ပေါ့လေဒီဘက်မှာဘာလို့ပြောင်းမလဲ ယ်အဲ့တစ်ချက်လေးကအရင်စိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့ဘာပဲပြောသိကြပါလေဒီပူဝန်ရဲ့ဒီ mid block တွေကိုဒါ line break or line breaking pass တွေနဲ့ဒါထိုးဖောက်ဖို့ဆိုရင်သိကြပါလေအဲ့စလို့မတော်မြောင်လိုလိုတယ်အဲ့ရဲ့ပြင်မှာဒီဘယ်ချမ်းမှာတော့ဒီပွဲထွက်လာမှာဟိုကျွန်တော်တို့ trusted ကိုပဲပွဲထွက်လာမှာလို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့ဒီ California အာအခုနောက်ပိုင်းမှာဒါဟိုဘယ်လိုပြောကွင်းလေထိဝင်ပြီးတော့တစ်ခါကျတည်း hash speed channel တိတိရောက်ပြီးကစားဆိုတော့ဒါ ထောက်ဆက်နေတဲ့ဒီလိုမျိုးကစားတာသူနဲ့ဟိုတွဲဆုံရတဲ့အနေထားမျိုးတွေတွေ့နေရဆိုတော့အာဆင်နယ်အတွက်ကတော့သိကြပါတယ်ဒါဟိုကွင်းလယ်ပိုင်းကလည်းရအားကောင်းတယ်တစ်ဖက်မှာလည်းပွင့်ကကွင်းလယ်ပိုင်းမှာနည်းနည်းလေးအားနေနေတဲ့အနေထားမျိုးဆိုတော့သိကြပါတယ်ဒါဘောကေကူလေးသိချာဟိုဘယ်လိုပြောမလဲပွဲကိုစီးမိုးပြီးတော့ဒီတစ်ခုမဟုတ်တစ်ခုပေါ့လေဒါဟိုပူပန်ရဲ့ကစားမားရဲ့အမှားတစ်ခုမဟုတ်တစ်ခုကိုချောင်းပြီးတော့ကစားလာလိမ့်မယ်လို့ကျွန်တော်မြင်နေပြန်ဒါပြင်မှာဒီပူပန်ကဟိုဘယ်လိုပြောမလဲသိကြပါတယ်တော့ပိတ်ဆို့ကစားလာမှာပဲအဲ့အတွက်ဒါအာဆင်နယ်ရဲ့တောင်းဝန်မိုးတွေဆက်ပြီးနေရတယ်ဘယ်လိုလုပ်ဖြစ်အောင်လဲဆိုတော့ဟိုဘာပဲပြောပူပန်နဲ့တော့ လက်ရှိချိန်မှာဒါအာဟိုအာဆနယ်အများကြီးအားကောင်းနေလို့ကျွန်တော်ယူဆတယ်ဒါပေမဲ့တခုရှိတာကဖူဝမ်ကကျွန်တော်ကပြောခဲ့သူမျိုးပဲသူတို့ရဲ့အင်္ဂလိပ်ရှုံးဝဲမိစံကြီးသူတီမင်းအောင်လုံးမှာပဲအဲ့တော့ဒီနောက်ဆုံး၅ဝဲမှာဒါဖူဝမ်ကချိန်နိုင်လာတယ်ဒါနှစ်ပွဲတည်ကြတယ်ဒီအချိန်လေးကိုကြည်ချင်းအဖြစ်ဒါဖူဝမ်ကအာဆနယ်ကိုဒုက္ခပေးလိမ့်ရှိတဲ့အချက်လေးတော့ရှိညာဆိုတော့နည်းနည်းလေးတော့ဟိုဒါဒီတစ်ခုတော့ထားစေချင်တယ်ဗျာဒါပါတော့အဓိကတော့မထင်မှတ်ဖ ೇನೆ ဥဆောင်ကိုတွေမပြီးရောက်ဘူးလို့ပြောတာပေါ့လေဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ရာသီတွေကအာဆနယ်အမှတ်ဆုံးရှုံးခဲ့တာကြီးမှဆိုရင်ဒါမထင်မှတ်ဖ ೇನೆ ီဥဆောင်ကိုပေးခဲ့ရတာကြီးကျွန်တော်ဒါတွေ့ရတယ်ခန်းစင်မှာဒီပွဲတချို့အဲဒီဟာမှာဆိုရင်တပွဲကဒီအဓိကဆန်နာပဲနှစ်ယောက်တည်းတယောက်မပေါဆလီပါလားမပါဆလီပါလားကာဘီယယ်လားမသိမပါနိုင်တဲ့ချင်းတွေကမှခူယော်ဝင်ကစားတယ်ခူယော်ရဲ့အားနည်းချက်ကနေတစ်ဆင့်ရောဟီမီနက်စ်လာမှတွင်းသွားရှေ့ဆိုဒါလက်ရှိချိန်မှာတော့အာဆင်နယ်ကတော့ဒီမနစ်ကရဲစာရင်ခန်းစစ်တည်ငြိမ်မှုတွေလည်းပုံတော့မှကောင်းနေတယ်အဲယုံကြည်မှုပိုင်းလေးလည်းပုံတော့မှကောင်းနေတယ်နောက်ထပ်ကျွန်တော်တို့ဒါကြည့်မယ်ဆိုရင်တော့ဒီပွဲထွက်ဆက်တယောက်ကလည်း စိတ်ကြိုက်နေတာဒါသုံးလို့ရပြီဘောနော်ဒဏ်ရာပြဿနာတချို့ရှိတယ်ဆိုပေမဲ့ဒီဘက်မှာလည်းဟိုမှာတော့ဒါအဝင်ပြောရတဲ့ Yorkress ကိုတကယ်လို့မသုံးညင်ဘူးဒါ Yorkress က10ပွဲဆက်ကိုဘောပျောက်ထားတဲ့ Sweden တင်းတဲ့သူဒီကိုဘောပျောက်တဲ့ပြဿနာတွေလည်းရှိတယ် PR တွေလည်းများနေတဲ့အခြေအနေမှာဆိုရင်ဒီကြောင့် Marino ကိုလည်းဒါ Force 9မှာသုံးမယ်ဆိုတာဒါသုံးလို့ရနိုင်ချေရှိတယ်ဗောလေဘာကြောင့်လဲဆိုတော့တကယ်လည်းသုံးလဲသုံးနေတယ်လို့ကျွန်တော်ကမြင်တယ်ဘာကြောင့်လဲဆို Yorkress အနေနဲ့ကျတော့ Lewisian အတင်းအတွက်ဒါ10ပွဲဆက်စိတ်ရောကိုရောတော်တော် PR များတဲ့အခြေအနေတစ်ခုမှာကတော့ဒါဒီဘက်နာဘီကိုမှဂျာရက်မှာဆိုရင် ကျွန်တော်တင်အက်ထရက်တီကိုနဲ့လာမှုဒါချန်ပီယံလိပွဲရှိတယ်သူတို့ချန်ပီယံလိပွဲမှာမှအလဲကျတုံးမယ်ဆိုလည်းတုံးလို့ရတယ်အဲအဲ့ဒီတော့အာဆင်နယ်မှာတော့ဒါစကွတ်တ်ပိုင်းကတော့ဒါအများကြီးအသာဆိုဒီပွဲမှာကုစုရီဒါဘယ်ချက်ကများအဓိကအဆုံးဖြတ်ဖြစ်သွားနိုင်မယ်လို့ထင်တယ်ကုစုရီအာဆင်နယ်ကဒီရာဒီကစားထားတဲ့ခုနှစ်ပွဲကိုကြည့်မယ်ဆိုရင်တော်တော်လေးဒီ overall performance ရအဖက်ဖက်ကပါနော်ဟိုတိုးတက်လာတာကြီးကျွန်တော်မြင်ရတယ်ပွဲစဉ်တစ်မှာ United ကိုသူတို့ဒါကံကွင်း22ချိန်လာမှသူခွင့်ပြုခဲ့ရပြီးနောက်ပိုင်းနေရနောက်ဆုံးကစားတဲ့6ပွဲမှာ ဘယ်ပြိုင်ဘက်ကမှသူတို့စေချင်တဲ့အထက်ချင်းချောင်းနိုင်တာမျိုးမလုံနိုင်ဘူး defensive display ကတအားဟုတ်ကကောင်းနေပြီးတော့ဒီအားဒီမှာ၃ဂိုးပဲပေးထားရတယ်လက်ရှိရဲ့အကောင်ဆုံးတိုက်စစ်ကလည်း Jokerek ကလောလောဆယ်ရုန်းကန်နေရတယ်ဆိုပေမဲ့ Saga တို့ A0 တို့လိုကစားမမျိုးတွေကြံ့ခိုင်မှုပြင်းနေကစားနိုင်မယ်ဆိုရင်တိတ်ပြီးတော့စိုးရိမ်စရာမရှိဘူး꽌လဲမှာလည်းဒီအဓိကကွန်းလဲကစားမနှစ်ယောက်ပေါ့နော် Declan Rice နဲ့ Zubimendi 꽌လဲကတိုင်ဘက်ဒီ looking မပါတဲ့꽌လဲကိုကောင်းကောင်းအသာရဖို့အတွက်ဒါအာတာချက်တခုအဓိကပေါ့နော်ဒီ꽌လဲအာတာချက်ကိုယူနိုင်မယ်ထင်တယ် ဖူအန်နေနဲ့ကတော့3 back တခုပဲသူတို့ဒီခန်းစစ်တော့ဗောနော်ခန်းစစ်ကိုပိုလုံးကြအောင်3 back 5 back ပေါ့ဗျာအဲ့လောက်ထိသွားလိမ့်မယ်နော်ခန်းဘက်ခန်းစစ်မှာဆိုတော့သူတို့ရဲ့အကူအရက် given base တို့ဒါ juve တို့ anderson တို့ရှိရဲဆိုတော့သူတို့ရဲ့ခန်းစစ်ကစားသမားတွေရဲ့စွမ်းဆောင်ရလည်းမနေဘူးဗောနော်တူချင်းအကြီးသေးတွေလည်းကောင်းတယ်တကယ်တမ်းခန်းစစ်ကစားရင်လည်းဒီအသင်းကဟိုတော်တော်လေးမဆိုးဘူးဆိုတော့အဲ့ဒီချက်ကိုပဲကြည့်ရမယ်ထင်ပါတယ် arsenal ကတော့အဖက်ဖက်ကအဲဟိုစိတ်ပိုင်းဆိုင်ရာရောယုံကြည်မှုပိုင်းရောအားလုံးကတော့အားတကျရှိနေတဲ့အနေအထားမှာရှိပါတယ် ကျွန်တော်စိတ်ဝင်စားတာ Call of Fury ရဲ့အခန်းကဏ္ဍပေါ့ Call of Fury ကဒီယာစီမှာဆိုရင်ကျွန်တော်ဒါ Arsenal နဲ့ပတ်သက်ပြီးမှချီချူးကြတဲ့ကစားသမားတော်တော်များတယ်အဲ့ထက်မှာ Call of Fury လည်းဒါမဖြစ်မနေကိုကျွန်တော်ဒါထည့်တွေ့ရမှာထင်ပါတယ်ဒီကစားသမားကဒါဘယ်နောက်ခံလို့ဆိုပေမဲ့ဒီယာစီမှာကစားနေတဲ့ပုံက လောကတာဘယ်တော့ခံလို့လဲမသိဘူးကျွန်တော်ဒါကန်ဆယ်လိုကိုပြန်ပြီးတော့မှဒါမြင်နေရတယ်ဘယ်တော့ဒါကန်ဆယ်လိုနဲ့မန်စီးတီးအကောင်ဆုံးပုံစံရခဲ့တဲ့နှစ်ကကျွန်တော်ဒါပြန်ကြည့်မယ်ဆိုရင်ကန်ဆယ်လိုကဒီ left back မှာကစားတယ်ဆိုပေမဲ့ဘလို့ကဘယ်တော့ခံလို့တယောက်လိုကိုမထင်ရကျွန်တော်ဒီအတွင်းပိုင်းတိကိုစွဲဝင်နေဒီအခုလဲဒါကျွန်တော် color free လို့ဆိုလဲဘလို့ပြောမလဲအတွင်းပိုင်းအပြင်တချို့အခြေအနေတခုမှဆိုရင်ဒါအာဆင်နယ်တိုက်စစ်ရဲ့ညာချမ်းလောက်တိပါဘာပြီးဝင်ကစားရဆိုတော့ fuel ကွင်းလံမှာတော်တော်ကြီးကိုဒါအလုပ်ရှုပ်စီမဲ့တယ်ဟိုဒီဘွဲမျိုးမှာဆိုရင်ဒါ fuel မှာတိုက်စစ်မှာဆိုတော့ခင်းကိုအထောင်တိုက်စစ်အနေနဲ့ အာ force line အနေနဲ့လည်းဒါ၃ညီ၃နိုင်တယ်နောက်ချက်တိုက်စစ်မှာဆိုရင် arsenal ကစားမအောင်ဒါကျွန်တော်ဒါ evob evob ဒါမှမဟုတ်ကျွန်တော်ဒါ smith row ဒါ smith row လည်းဒါနောက်ချက်တိုက်စစ်အနေနဲ့၃ကောင်းလည်း၃လာနိုင်တယ်ဆိုတော့ဒီအခြေအနေတစ်ခုမှာဘာပြောပြော full line ရဲ့ကွင်းလယ်ကတော့အားကောင်းဆုံးပုံစံရှိနေမယ်တော့မထင်ဘူးအဲ့ဒီအခြေအနေမှာ arsenal ကကြတော့ကွင်းလယ်တောင်းတင်းနေနောက်တစ်ခုကကြတော့ဒီ current numerical advantage လည်းရတယ်ဘာကြောင့်လဲဆိုတော့ color fury က light တက်တဲ့ပြောင်းမှာကစားတဲ့အတွက်ဒီအခြေအနေလေးတစ်ခုကတော့ arsenal ကတော့ပွဲကိုကောင်းကောင်း dominate လုပ်နိုင်တဲ့အခြေအနေတစ်ခုတော့ဖြစ်မယ်ထင်ပါတယ်ဒီနေ့ထားမှာကျွန်တော်တို့ arsenal ရဲ့တိုက်စစ်က ထုံးစံအတိုင်းပဲ service တွေပဲ service တွေနဲ့ပဲကိုးရမလားဒါမှမဟုတ်ကျွန်တော်ဒါ open play ကနေတစင်ပဲကိုးရအောင်ဖန်တီးနိုင်မလားဒါကိုပဲကျွန်တော်ဒါကြည့်ရမယ်ထင်ပါတယ်။တေချာတစ်ခုကတော့ဒီပွဲဟာဒါပြီးခဲ့တဲ့ရာသီတွေကလည်းဒါ full ကအစင်တော့ကောင်းကောင်းကြိတ်နေစားနိုင်တယ်ဆိုတော့ဒီပွဲလည်းဒါတေချာပါတယ်အစင်တဲ့အတွက်လုံးဝကို3ထားမယ်ပွဲတစ်ပွဲဖြစ်မယ်ထင်ပါတယ်။ဒီပွဲနဲ့ပတ်သက်ပြီးတော့မှဒါကုဆူရောအဝင်ရောဒါတုံးသက်ပြီးသွားတယ်ဒီတော်လေးလည်းအကောင်းပါတယ်။ဒါကြီးစုအားပြီးခဲ့ကြတဲ့ Super Operator တူချင်းစီလည်းဂျင်းနဲ့လိမ့်မယ်လို့ထင်ပါတယ်။ကြီးစုခဲ့ကြတဲ့ပြည်သက်တွေအားလုံးကို Jesus to တင်ရှိပါတယ်ခင်ဗျာ။